အားလုံးပဲမင်္ဂလာပါအဘီမြအောင် channel ကနေပြီးတော့ပြန်ပြီးတော့ကြိုးဆိုပါတယ်ဒီနေ့အောင်စိတ်ကိုတော်တော်ထိမ့်ပြီးတော့တင်ဆက်ရတဲ့နေ့ပါပဲဘာကြောင့်လဲဆိုတော့ကျွန်တော်ဝမ်းနေနေလို့ပါကျွန်တော်အရင်ဆုံးတော့ဒါကောင်းလာလေးရင်တော့တင်ဆက်မယ်ဒါကိုတင်လေးအောင်ကိုတင်လေးအောင်နဲ့ကျွန်တော်နေရာခင်ပါတယ်ပြန်ပါလဲเนาะခင်တယ်ဆိုတော့သူဒီနေ့ ရှယ်ဖြုတ်တဲ့သတင်းပေါ့ဗျာเนาะရှယ်ဖြုတ်တဲ့သတင်းပေါ့เนาะဒီမှာကျွန်တော်မော်တော် KNU KNL PPL FFD เนาะ finish လို့ပြီးတော့သူတင်ထားတယ်မော်တော်ကနေပြီးတော့ဒါစစ်ခွေးတွေကိုဒါဟိုတုံမန်းနေနဲ့လဲရှားတယ်လက်နက်ခဲရလဲအပြည့်ဝပဲเนาะအဲ့တော့ share ပဲလို့ကျွန်တော်ပြောလို့ရတယ်เนาะအဲ့တော့ဒါပုံနေပြီးွားရင်ဒါ ့ video ပေါ့เนาะ video file ပေါ့ကျွန်တော် congratulation ပါ BBL လို့တော့အကုန်လုံးပေါ့เนาะအာပြီးမှကျွန်တော်အကြောင်းလေးပြောပြမယ်ဘာဖြစ်နေလို့လဲဆိုတော့အဲ့တော့အဲ့ကိစ္စောင်းနဲ့ဝိုင်းဝန်းပြီးတော့စဉ်းစားကြည့်ခြင်းနဲ့သက်ဆိုင်ရာဒီသားကတာဝန်ရှိသူတွေလည်းအဖြေထုတ်စေခြင်းနဲ့ဘာကြောင့်လဲဆိုတော့ကျွန်တော်ကိစ္စကနည်းနည်းလေးကြီးလို့เนาะနည်းနည်းလေးကြီးတဲ့အထဲမှာပါတယ်ပေါ့ဗျာเนาะအဲ့တော့အဲ့လေး okay အရင်ဆုံးကျွန်တော်ဘာလုပ်မလဲဆိုတော့ဒီဗီဒီယိုဖိုင်လေးကျွန်တော်တူတူကြည့်ရမယ်နော်အဲ့တော့ဗီဒီယိုဖိုင်ကတန်ပြောက်နေအစီအံတုံမဲနေပါကဲ ချုပ်တရားတော့ဒါလည်းလောင်းပေါ့ချုပ်ဒါငငယ်တွေကနေပြီးတော့စုမှုထားတာလည်းကောင်းရင်ရုပ်တော့ဘာဘာရှိရပါနော်အခုမှအခုမှဒါဟိုအရေကိုထည့်ထားတယ်ကောင်းမဟုတ်ဘူးအဲ့တော့ကျွန်တော်တို့လာโอเคအဲ့တော့နောက်တစ်ခုဒါကတော့ကျွန်တော်က ။ဒါရေးထားလဲဆိုတော့မကြားစင်ဆုံးသတင်းစကြားပါပြီ။ပြည်တစ်ဖက်ကမကွေးတိုင်းကမှကြောက်ဆောင်ရွာမှာကျွန်တော်ဦးလေးဝန်းခွဲတော်ဆက်သူကိုစုံစမ်းစစ်ဆေးကြရရှိတယ်ဆိုပြီးလာခေါ်တာကိုအသာတရှိလိုက်သွားပါလေနဲ့။ရွာလေးကောင်မှာပြစ်တက်ပြီးစောင်းနှဲထုတ်ထားခဲ့တယ်ဗျာ။ရွာကပြောတော့ PDF နဲ့ကျွန်တော်ကိုအိမ်ပဲဆက်သွယ်ရမယ်အဖွဲ့အစည်းတွေအသည့်တွေရှိရင်ချိန်ပေးကြပါအောင်။ဘာကြောင့်ဒီလိုစီရင်တာလဲတေချာသိကြပါလဲဆိုပြီးတော့မြဝေသူအခုကလို20လောက်ဖြစ်သွားပြီထင်တယ်။ဝိုင်းပြီးတော့ ကူညီပေးနေကြတယ်။နော်အဲ့တော့ဖြစ်တဲ့ဟာဘယ်လိုလဲဆိုတော့အာပြောမယ်ဆိုကျွန်တော်အမြဲတမ်းပြောသလိုပဲဒီဒေါ်လာရေးကြီးမှာကမိဘရဲ့ဆော်ဆွန်လိုက်ရတဲ့အဲဒီမှာကျွန်တော်အပါဝင်ပဲဟိုကျွန်တော်ပါတယ်ပေါ့ဗျာကျွန်တော်ကပါလဲဆိုတော့မိဘရဲ့အဖေဆုံးရှုံးပြီးတော့ကျွန်တော်အိမ်သိမ်းခံရတယ်အိမ်မှာရှိတဲ့ဖြစ်စီအကုန်စကားစရတွေသိမ်းသွားတယ်ကျွန်တော်ယူကြည့်လို့တော့ပြီးတော့ကျွန်တော်တောင်ပိုင်းကိုပြေးရတယ် เนาะတောင်ပိုင်းကိုပြေးပြီးတော့တောင်ပိုင်းကနေမှတစင်ဘူဂျိုးလို့ရှိမှကျွန်တော်လက်နက်ကိုင်းเนาะဒါပြည်သူ့ကာကွယ်ရေးထဲမှာကျွန်တော်ပါတယ်เนาะအာ IA ကိုအောက်က PDF ပေါ့ဗျာပြောမှာဆိုရင်တော့ဒါ NUG အောက်က PDF တော့မဟုတ်ဘူးအဲ့တော့ပါတယ်အရင်ကဆိုရင်ကျွန်တော် MSD ရဲ့ eGA မှာဒါအဲ့ဒီတုန်းကတော့ဒါ MSD ရဲ့ eGA UG မှာကျွန်တော် admin ကျွန်တော်တေချာစနစ်တကျပဲ ဆန္ဒပြအစားကျွန်တော်တောက်လျှောက်ကျွန်တော်လုပ်ခဲ့တယ်။နောက်ဆုံးကျွန်တော်2020နှစ်မှာဒါကော်တူတဲ့အာမီမဖြစ်ခင် KNU ဟက်ကွာတာနေပြီးကျွန်တော် retire အနားယူလိုက်တဲ့ကောကိုထွက်လိုက်တယ်။နော်။အဲ့တော့အဲ့ဒီအကုန်လုံးပြီးတော့ကျွန်တော်အလုပ်လုပ်တဲ့အချိန်မှာ2023 2024မှာမမေ့ဆုံးတယ်။အဲ့တော့အဖေရောမေရောဆုံးရှုံးသွားတယ်ကျွန်တော်ပြန်တွေ့ခွင့်မရှိဘူး။ အဲ့တော့အခုကြားရတဲ့တည်းကဘလောက်တော့ဝမ်းနေကြကောင်းလဲဆိုတော့မမေးရဲ့ဝမ်းခွဲအကိုသူ့မှာဝမ်းခွဲအကိုတွေရှိတယ်အကိုကလည်းဖြစ်ရှင်တော့အမှားဘူးကိုကြီးတဲ့ကိုငယ်တဲ့နှစ်ယောက်ရှိတယ်ဥကုကိုကြီးနဲ့ဥကုငယ်အဲအဲ့လိုမျိုးအဲ့တော့အခုဥကုကြီးကတော့ဒါရန်ကုန်မှာရှိရလို့ကြားတယ်ဥကုငယ်ကတော့ကျွန်တော်နဲ့နောက်ဆုံးကျွန်တော်ဒါ အာကျွန်တော်နောက်ဆုံးနှစ်မှာတကယ်လို့နောက်ဆုံးနှစ်မှာဥက္ကဝင်တွေ့ရပေါ့နော်ကျွန်တော်တို့စကားတွေပြောကြတယ်အဲဟိုကျွန်တော်တာကြောင်းတာကြောင်းမေးတယ်လဖေးတူသွားတောက်တယ်ဦးလေးဟာနိုင်ငံရေးကိုဘာမှစိတ်ဝင်စားတဲ့လူလည်းမဟုတ်ဘူးသူတို့အေးအေးလူလူနေတယ်ဒါပေမဲ့ရက်ကြီးရွာကြီးမှာ လူကြီးတွေပေါ့နော်ကြားလာပြီဒါဘလောက်ကြားလဲဆိုကျွန်တော်ဟိုးငယ်ငယ်ကကျွန်တော်အေးအေးမှာကံမမှာသွားပြီးတော့ ိုရင်တော့ဝက်တာဟိုကိုရင်တော့ဝက်တာမင်းရဲ့မင်းရဲ့အဖေရဲ့ရွာဆိုတော့ကျွန်တော်တို့ရန်ကုန်ကနေပြီးတော့သွားပြီးရောကိုရင်တော့ဝက်တယ်။သွားဝင်ရင်တော့မှအိမ်မှာတကြီးတွေအစအမျိုးတွေကျွန်တော်တကြီးအိမ်မှာအိတ်တာဥတောင်းတဲ့တကြီးကအိမ်မှာအိတ်တယ်ပြီးွားရင်ဥလေးတွေနဲ့ပဲတူတူဒါနွားတွေရေချတာလိုက်ကြည့်တယ်အကိုတွေရဲ့စိုက်ခင်းတွေကျွန်တော်ဖျဲခင်းတွေသွားစားကြတယ် เนาะပြီးတော့အမှအာစမ်းကြောင်းမှာဒီဟိုဒီတတုံးတွေမှာတွေ့ခဲ့နေတယ်ဒါပုံစံစိတ်ဟိုဟိုဟောခဏန်းနေပေါ့ယူတယ်စားကြတယ်အဲ့လိုမျိုးနေခဲ့ကြတာအခုကဘယ်လိုဖြစ်တာလဲဆိုတော့ညနေလောက်မှာကျွန်တော်ဆက်သွယ်လာလမ်းမီတော့ဟိုကျွန်တော်ကကိုနိုးလို့ခေါ်တယ် ဒါမိသားစုတွေမှာဥကုငယ်တဲ့ဥကုငယ်အကြောင်းပြောနေရောလူတယောက်ရဲ့အကြောင်းဟိုစီကပကုံးပြောနေရောကျွန်တော်သိနေပြီဆုံးပြီဆိုတော့သိတယ်။အော်ဥကုငယ်ဆုံးပြီလားအဲ့လိုလှမ်းမေးလိုက်တဲ့အချိန်မှာအဲ့လိုဆုံးတာလည်းမဟုတ်သေးဘူးတဲ့။သူ့ဘက်မှာ PDF ရှိတယ်တဲ့။အဲ့ PDF ကနေပြီးတော့ရွာကိုလာပြီးတော့6ရက် PDF 6ရက်ကလာတယ်။ရွာမှာဥကုငယ်အိမ်ကိုလာဝိုင်းတယ်။ အင်အားဖုန်းလေးလုံးကိုမိသားစုရဲ့ရှီကဖုန်းလေးလုံးကိုယူတယ်ပြီးွားရင်အင်တော်ဦးစီးဦးကိုငယ်ကိုလက်ပြန်ကျုံတုပ်ပြီးရောဆိုင်ငယ်ပေါ်ခေါ်ရတယ်စုံစမ်းစစ်ဆေးကြရာရှိလို့ဆိုပြီးခေါ်ရတယ်ပြီးတော့ရွာကနေပြီးရောအဲ့လိုမျိုးပေါ့နော်ရုံးရှိမှပေါ့နော်ရကြီးရုံးရှိမှဒူးထောက်ခိုင်းပြီးတနက်နေ့ပြစ်တက်ပလိုက်တယ်ပြီးွားတော့အလောင်းကိုဆောင်းထဲပတ်ပြီးထားခဲ့တယ်ဆိုတော့ကျွန်တော်ကဘလောက်တောင်များဗျာ ဟိုဒီသတင်းကြတော့ရှက်လဲရှက်တယ်ရှက်တယ်ဆိုတော့ဘာလဲဆိုတော့ကိုဘတော်သားဆိုပြီးတော့ကျွန်တော်လည်းထောက်ဖို့လုပ်နေတယ်တော့ရှောက်နော်ကိုရတဲ့ဟာတွေကနေအမှဒါပြန်ပြီးတော့ပေးနေတယ်အဲ့နေထားမှာဒါကိုမြအောင်ရဲ့မိသားစုဝင်တယောက်ကိုဒီလိုမျိုးလှုပ်သွားတယ်အဲ့မိသားစုဝင်ကလည်းကျွန်တော်တို့တည်တယ်နော်ဒါကျွန်တော်အဖိုးတော်မှနိုင်ငံစိတ်ဝင်စားရင်စိတ်ဝင်စားအောင်မယ်ဒါလက်လွတ်လက်စားတယ် အိမ်မှာဆိုရင်ဒါစဘာပေါ်ရင်စဘာကိုဒီမှာသူ break down နေနဲ့အခုနေချုပ်မယ်ချုပ်ပြီးွားရင်ဒါစဘာလေးပါရင် ရောင်းမယ်အဲ့လိုမျိုးအနေထားပေါ့နော်သူစိုက်ပြိုးရေးပဲသွားတာဘာကြောင့်လူတယောက်ကို စစ်ဆေးမယ်မေးမြန်းမယ်ဆိုပြီးတော့ခေါ်သွားပြီးတော့ရွာလဲမှာဒီလိုမျိုးပြစ်တတ်တာလေအမှန်တရားဆိုရင်စစ်ဆေးမေးမြန်းတယ်ဆိုရင်ကြေထားတော့ကြင်မြောက်ရင်မင်းတို့အမျိုးတွေကတယောက်ကတော့ဖြစ်ငါတို့ဒလန်လုံးရလှုပ်လို့ ငါတို့ပြတ်တက်လိုက်တယ်ဒလန်လို့ရက်ကဘာ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 ဒီလိုဒီလိုဒီလိုဒါမှမဟုတ်ကျွန်တော်မသိရင်တော့မှသူ့အနေနဲ့ကဒလန်လို့ရက်ကဘာဘာဘာရှိလို့ဒီလူကိုကျွန်တော်အနေနဲ့စီရင်လိုက်ပါလက်ခံတယ်ရတယ်ကြော်လက်ခံတယ်ဒါပေမဲ့လို့ကအခုမှစုံစမ်းမယ်ဆိုပြီးတော့ခေါ်သွားပြီးတော့အဲ့လိုမျိုးပြတ်တက်လိုက်တယ်ပြီးတော့အဲ့ဖုန်းထဲကနေပြီးတော့ message နဲ့သူ့ရဲ့အကူဖြစ်တဲ့လူကိုမှ high နေပါ့ဖြစ်တယ်နော်ဒီမကွေးတိုင်း နော်ဒါပြောမယ်ခရံတရက်ခရံဖြစ်မယ်နော်အကုန်လုံးကဒီမှာအချို့တွေကဝိုင်းပြီးစုံစမ်းပေးရတရက်ခရံဟိုပြည်သူ့ကော်ဝေးဟိုတရင်လေးလို့ပြောတယ်ပြောရဲဆိုတော့ဒါအတိအကျတော့မရှိသေးဘူးဒါဒီလိုမျိုးနာမည်ထည့်ပြောမိလို့မှားတယ်ဆိုလဲ sorry ပါကျွန်တော်အနေနဲ့ကတော့ဒါကြီးကမှားတယ်ဆိုတာသွေးကျွေးနော်မားရဲဆိုတာသွေးကျွေးဖြစ်ပြီ။ဟိုဘယ်တော့မှလည်း ။ဟိုငါငေါ့လက်ထဲမှာတနက်ရှိတယ်။ငေါ့ကထားဘယ်သူမှလာမတိုက်ခိုင်းနိုင်တော့ဘူးတော့မထင်းနဲ့နော်။မားတယ်ဆိုရင်ဒါသွေးကျွေးရှိပြီ။ဒါတခုခုဆိုရင်တော့အမှန်တိုင်းပြောရမယ်ဆိုရင်တော့ခေါင်းဆောင်တွေရနေပြီးတော့ဘသူကလုတ်လုတ်တာလဲ။ဘသူလုတ်ခိုင်းတာလဲ။အဲ့လိုမျိုးတွေပြန်ပြီးတော့မေးတင်တယ်ပေါ့နော်။ဟိုပြောရမယ်ဆိုရင် လွယ်တယ်ဗျဟိုအခုခေတ်ကအင်တာနက်ခေတ်ဆိုတော့ဒေါ်လာဆိုခုနကျွန်တော်အကုန်လုံးအဲတာဝန်ခံနာမည်အစအကုန်လုံးတည်သွားပြီဒါပေမဲ့ကျွန်တော်ဆက်သွယ်ထားတဲ့အကြောင်းဆုံးကျွန်တော်သိချင်တယ်ဒါပေမဲ့အဲ့အားလည်းအမှန်ကြီးမှမှန်ပါအေးတိုင်အမှန်ကြီးမှလည်းမှန်ပါတီးရတာကတော့လူ6ယောက်လာတယ်ဖုန်းအင်ကဖုန်းလေးလုံးတင်းသွားတယ်ဦးလေးဖုန်းပါဝင်ဦးလေးကိုလက်ပြန်ကျုပ်တုတ်ပြီးတော့စိုက်ကင်နဲ့ခေါ်တယ်ရွာလေးမှာ ပြတ်သက်ခံရတယ်ကျွန်တော်ပြောတာ ဲ့ပြတ်သက်ခံလူရဲ့ညမကကျွန်တော်အမေနော်ဝန်ွယ်လေးစုံနာတာမှမကြသေးဘူးဒီလားဆိုရင်ဒါကျွန်တော်မမေရဲ့နှစ်ပတ်လေကျွန်တော်တို့ဒီဒေါ်လိုင်းမှာလောက်ခဲ့အချိန်မှာမိပွေဖဝေးမာမကျွန်တော်မိဘရေမှာဆုံရှုံတော့ပြောရင်ဇန်နာတော့မဟုတ်ဘူးဒါပေမဲ့နားပါတယ်တော်တော်ကြီးခံစားရတယ်မြဲတယ်ကျွန်တော်အမေကြောင့်ပြောကျွန်တော်အမြဲတမ်းရှင်ခွဲမတဲ့ကျွန်တော်ခံရတယ်။ဘာကြောင့်လဲဆိုတော့မမေက တောင်ဝင်ရမ်းကြည့်တယ်မိဘလည်းမှာပါတယ်သူနေမကောင်းဖြစ်တဲ့အချိန်ကျွန်တော်မရှိခဲ့လိုက်ဘူးမကာကွယ်ပေးလိုက်နိုင်ဘူးเนาะဟိုနိုင်ငံတော်ကြီးနိုင်ငံကြီးကိုဘာဖြစ်အောင်ညာဖြစ်အောင်ဆိုပြီးထွက်လာတဲ့ကောင်ကကျွန်တော်ဒီဘက်မှာ border line မှာခုတ်ကန်းနေပြီးရောကျွန်တော်ညီကိုတွေတချို့တက်တယ်ဟိုရိတ်ခါလို့အဲကျွန်တော်ကူညီပေးနေရရှိရဒါပေမဲ့ဒီလိုမျိုးကြီးဒါဥလေးဖြစ်တဲ့လူကပါထက်ခံဆိုတော့ဒါကြီးကတော့အဆင်မပြေဘူးရှက်ခွဲတယ် ကိုတတ်တယ်ကိုအတိဒီကိုဘတ်တော်သားတွေကဒီလောက်ပဲချိုးရပြောတာပါအကုန်လုံးကိုကျွန်တော်တိန်ကြုံရိုက်မပြောပါဘူးအဲ့လောက်ပဲမရိုင်းတာလားစီးပြက်ကဲမဲ့ဖြစ်တာလားအဲ့ဒါသွေးကျွေးနော် တော့ကျွန်တော်လိုကောင်မျိုးတွေအဲ့လိုမျိုးခံစားပြီဆိုရင်ကျွန်တော်အညို့အယံကြီးပါတယ်အညို့ယံကျွန်တော်ဘလောက်အညို့ယံကြီးလဲဆိုတော့ကျွန်တော်ဟိတ်တာတွေမေးကြည့်ဗျာเนาะအဲ့တော့ဒါကြီးကိုတော့တခုခုတော့တာဝန်ယူဖို့တာဝန်ခံမှုနဲ့ထုတ်ပြန်ရမယ်ဘာကြောင့်စီရင်လိုက်ပါလဲဒါမှမဟုတ်လွဲချော်ရင်လည်းတောင်းပန်ရမယ်မိသားစုကိုမိသားစုကအိမ်တော်ဦးစီးကိုတတ်လိုက်တာဖြစ်တဲ့အတွက်ရှော်ကြီး အဲ့အိမ်တော်စုတို့ဘယ်လိုမျိုးထောက်ပံ့မှာလဲအဲ့ဒါလေးလိုအပ်တယ်ကျွန်တော်အနေနဲ့ပြောရရင်တော့ဗျာဟုတ်လားဟိုကျွန်တော်တို့မိသားစုထဲမှာတလန်ရှိရင်ကျွန်တော်ကိုယ်တိုင်တင်ပေးမှာဟုတ်ပြီကျွန်တော်ရဲ့ဦးလေးရတလန်ပါရှင်းပေးပါအဲ့အစစ်ကြီးကိုကျွန်တော်သွားမဲ့ကောင်းမျိုးဒါပေမဲ့ဒီလိုမျိုးကြီးလှုပ်လိုက်တာကြီးရအောင်ဘာမှတော့မသိဘူးနောက်ဆုံးဗျာဟိုဟိုကျွန်တော်မသိအောင်ခိုးလို့တယ်ပဲထားဒီလိုမျိုးလှုပ်လိုက်တာကြီးရအောင်အဆင်မပြေဘူးနေနော် တေချာကားကားနာနာမသိပဲနဲ့ရှင်းလို့မရဘူးအဲ့အားလည်းကျွန်တော်အမြဲပြောခဲ့တယ်အရင်တော့ဆိုကျွန်တော်တို့မှစီကန်းရှိအကျူကြီးလို့တော့ဆိုသူ့ရေသတင်းပေးတယ်ဗျာအဲရောက်ဖောက်ကိုမကျင်တယ်လို့အဲဦးလေးကိုမကျင်တယ်လို့အတော်ကိုမကျင်တယ်လို့အားသူလွယ်လွယ်ပဲဒါဒလန်ပေါ့ဒါချင်းတည်တယ်ဒါဒီလိုမျိုးကြီးလုပ်တာအဲကျွန်တော်တို့ကသူပြောလိုက်မိအောင်သူ့ရဲ့သွားပုံလာပုံစားပုံသွားပုံသူ့ရဲ့စီကန်းကိုကြည့်ရအောင်နောက်သူ့ရဲ့အပေါင်းအသင်းကိုကြည့်ရအောင်အပေါင်းအသင်းကလည်း စကားစားဘတ်တော်သားဖြစ်ကျွန်တော်သွားရှင်းထင်အောင်မလုပ်ဘူးအပေါင်းသင်းတို့အမျိုးမျိုးဖြစ်နေတိုင်းလေဗျာသူစိတ်ကျင်တယ်လို့ပေါင်းတဲ့လူတွေကိုကျော်လိုက်ပြီးရောလိုက်ပြီးရှင်းထုတ်ခွင့်မရှိဘူးဒလန်ဆိုတဲ့လောက်ရကပါလဲဆိုတော့တော်လိုင်းလုံနေတဲ့ရဲဘော်ရဲဘက်တွေကိုပြန်ပြီးရောစုံစမ်းပြီးစကားစားကိုတရင်ပေးပြီးဖမ်းခိုင်းတာတော်လိုင်းလုံရက်တွေကိုနောက်နေတော့ကြံ့ကြာသွားအောင်လို့အရှိန်အနေပိတ်ပြီးတော့စောင့်ကြည့်တာ သတင်းပေးတာအဲ့ဒါဆိုရင်တလန်းနောက်ဆုံးသူကိုယ်တိုင် လက်နက်ကင်ပြီးတော်လိုင်းသမားတွေကိုတိုက်ခိုက်တာအဲ့ဒါဆိုရင်ကျွန်တော်တို့ကတိတိကျကျ data တွေရမှကျွန်တော်တို့ကရှင်းထုတ်ပိုင်ခွင့်ရှိအဲ့တော့မှအဖွဲအဖွဲမှပြန်ပြီးညှိနှိုင်းရတယ်တတိပဲပေးမှလာ warning ဘယ်နှခါပေးမှလဲတတိပေးမဲ့အဆင့်ကိုလည်းပြင်းထန်တိုင်းမှုပဲနဲ့နှုတ်နယ်ပဲခတိပေးမှလာစာနယ်ပဲခတိပေးမှစာထဲမှာမှ ကြည်ကွန်ထဲမှာလာအဲရှင်းလင်းမှာလာနောက်ဆုံးเนาะအဲ့ရှင်းလင်းမယ်ဆိုလဲဘယ်လိုမျိုးရှင်းလင်းရမလဲဘယ်လိုမျိုးတော့ဖြစ်လလုစပယ်ပေါပန်းလေးစိတ်တော့ရှင်းလို့မရအောင်အဲ့လိုအနေထားတွေတော့ရှင်းလင်းပြီးွားရင်လည်းထုတ်ပြကြဘာကြောင့်ရှင်းလင်းပါလဲအဲ့ဟာကိုဒီလူကိုရှင်းလင်းလိုက်ကြောင်းကိုဘသူကတာဝန်ယူမလဲအဲ့တာဝန်ကလမ်းမတ်တချင်ကြရကုန်မယ်ရှင်းရမှာအဲ့လိုမျိုးမရှိဘဲနဲ့အခုက ဦးလေးဒီနေ့ပဲဒီနေ့ဆိုရင်ဒါဆက်ချောင်းရနေပေါ့ဗျာအဲဆက်ချောင်းနေဖြစ်သွားပြီမနေ့က15ရက်နေ့မှာ15ရက်နေ့ညကမှကွယ်လွန်လာတာကွယ်လွန်လာဆိုအိတ်ကိစ္စအောင်လိုက်မယ်အဲ့တော့ဒါရုပ်ပြစင်မဖြစ်အိတ်တက်ရင်မလွတ်စေရအောင်နော်တောက်လျှောက်အိတ်တက်ရင်လည်းပတ်သက်သမျှဟာအကုန်လုံးသတိသာထားပြီးတော့ နော်မြောင်ကြိတ်ပြီးအိတ်ကြပါအခုအခုက లై ဘီစုံသန်းနေတဲ့ကာလာပဲရှိသေးတယ်။တိုင်ရတဲ့မှုတွေနဲ့လည်းစကားပြောခြင်းနဲ့ဘာကြောင့်လဲဘလို့ဖြစ်တာလဲ။အဲဟုတ်ပြီ။ခင်ဗျားတို့ရှင်းလိုက်တယ်ဆိုဘယ်ဟာဘာကြောင့်ရှင်းတာလဲ။အဲ့ဒါလေးအကုန်လုံးသိခြင်းနဲ့အခုကမိသားစုကဘာအောင်ပြောရသေးလား။အကြောင်းရင်းလေးသိခြင်းပါလေ။ကျွန်တော်တို့ကမမုံတော်လိုင်းသမိုင်းမမုံအကြောင်းရင်းသိကျင်တယ်ဘာကြောင့်လဲဘာအကြောင်းရင်းမှလည်းမသိပဲနဲ့ တက်တယ်ဆိုရင်တော့ဒါချိန်ခံရမှာပေါ့ပြန်ပြီးတော့เนาะချိန်ခံရမှာပေါ့အဲ့တော့ပြောမယ်ဆိုရင်တော့အကြီးစားစောင့်နေတယ်အဲ့တော့ဒီနေ့ reaction ကတော့ဒါ tools of that တော့အကြီးစားပဲเนาะ reaction နဲ့ဆက်ပြီးလုပ်ချင်တယ်ဒီဒီနေ့ညနေရောလောလောဆယ်ပျောက်သုံးနေရယ်ပျောက်ဆုံးနေရယ်เนาะအဲ့တော့ comment မှာ reaction comment မှာ ပေါက်ခရရင်ပိုးစိုးပတ်ဆက်ပြန်ဆဲပါမယ်เนาะအပြင်မှာတွေ့ရင်ထိုးပါမယ်ကြိတ်ပါမယ် နော်ရှင်းနေရာရှိတဲ့ဟာနဲ့ရှင်းပါမယ်နော်အဲ့တော့ဒါကြိုပြောထားတာပါနော်ကွန်မန့်မတ်တာလေးသတိထားနော်အဲ့တော့ကျေးဇူးများရည်တင်ပါတယ်ဟုတ်ကဲ့ပါ